နောက်တဲ့ကြိမ်အိမ်တော်ကြီးဖောက်ပြန်ပြီးမိသားစုတွေရှာမတွေ့အောင်ထွက်ပြေးတန်းရှောင်နေတဲ့မင်းကြီးပရိသတ်များလုံးမမင်္ဂလာပါရှင်ဆက်လင်းစိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ဒီကနေ့နေ့ကုန်ပိုင်းလောက်ကရက်ွက်ထဲမှာပယံဝင်လုံးနေတဲ့တရုတ်ဆောင်မင်းကြီးကိုပရိသတ်များကဝိုင်းပြီးတော့တနာပေးခဲ့ကြတာအားလုံးလည်းမမိကြအောင်မယ်လို့ထင်ပါတယ်။မင်းကြီးကတော့အိမ်တော်ကြီးဖောက်ပြန်ပြီးတော့မိမနဲ့တောင်မှအကွဲအပြဲဇလန်းတွေဖြစ်ခဲ့သေးရပါ။နောက်ပိုင်းမှာတော့သူ့ရဲ့မိမကိုလူသိရှင်ကြားပြန်လည်တောင်းပန်ခဲ့ပြီးတဲ့နောက် မင်းကြီးတို့လင်မယားကဆက်လက်ပောင်းသိနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့တခါချန်ကုံပူတဲ့မင်းကြီးဟာအခုဆိုရင်နောက်ထပ်တစ်ကြိမ်ထပ်မံပြီးတော့ချန်ကုံလာခဲ့ပြန်ပြီဖြစ်ပါတယ်။လက်ရှိချိန်မှာမင်းကြီးကသူ့ရဲ့လက်ရှိမိန်းမနဲ့ပောင်းသိရင်းနဲ့ပဲတခြားကောင်မလေးတယောက်နဲ့ဖောက်ပြန်ပြီးတော့လက်တလုံးမှာတော့ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။ မင်းကြီးကတော့အပြောတစ်မျိုးအလုပ်တစ်မျိုးလူစားထဲမှာထိတ်ဆုံးကနေပါဝင်နေရလို့သတ်မှတ်ရမယ်လို့ထင်ပါတယ်။မင်းကြီးပြောခဲ့တဲ့စကားတွေကသူ့ရဲ့ပုံရိပ်နဲ့သူ့ရဲ့သိခါကိုဖော်ပြနေတယ်လို့ပါပဲ။ကိုဗစ်ကာလာတော့ကဆိုရင်ကျွန်တော်တို့ဟာဖောက်ပြန်တဲ့လူသားတွေပါပဲ။ဒါကြောင့်အင်တော်ကြီးဖောက်ပြန်နေဆိုတာကလည်းတိတ်တော်မထူးဆန်းပါဘူး။ဒါပေမဲ့အသည့်ကိုသတိနဲ့ကက်ရတာပေါ့။အင်တော်ကြီးဖောက်ပြန်မှုတွေမဖြစ်ရအောင်မိသားစုဆိုတဲ့အရာတွေနဲ့ပြန်ထင်းရတယ်၊စီးထားရတယ်ဆိုပြီးတော့မင်းကြီးကမီဒီယာတွေရဲ့ရှေ့မှာပြောခဲ့ပူတာပေါ့။အင်တော်ကြီးဖောက်ပြန်နေဆိုတာဗုဒ္ဓဘာသာ ာတွေဖြစ်တဲ့မြန်မာလူမျိုးတွေမှမဟုတ်ပါဘူး။အခြားဘာသာကိုကိုးကွယ်ကြတဲ့နိုင်ငံရဲ့ချာတော်တော်များများမှတောင်းမှအင်တာနက်ဖောက်ပြန်တဲ့လောရက်တွေအမျိုးသမီးတွေကိုအနိုင်ကျင့်နှိပ်စက်တာမျိုးတွေကိုပြင်းထန်စွာနဲ့ရှုံချပြီးတော့ထိရောက်တဲ့အရေးယူမှုတွေကိုပြုလုပ်လို့ရှိတတ်ပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါလျက်သားနဲ့အင်တာနက်ဖောက်ပြန်တယ်ဆိုတာကတိတ်တော့မဆန်းပါဘူးလို့ပြောခဲ့တဲ့မင်းကြီးရဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီးတော့အတော်လေးလေးအင်အားတင်ရပါတယ်။သူ့ရဲ့စကားအတိုင်းပဲမင်းကြီးကအင်တာနက်ဖောက်ပြန်မှုတွေသူ့ဘက်ကနေစလုပ်ခဲ့တာပါ။ဒါကြောင့်လဲမ င်းကြီးတို့လည်းမရဟာကွာချင်းပြတ်ဆဲတဲ့အထိဖြစ်ခဲ့ကြပါသေးတယ်။မင်းကြီးရဲ့အမျိုးသမီးဖြစ်တဲ့ဆုလက်အနန္ဒာကတော့တချို့ပေါင်းဖတ်မှုတွေကဖူးစာပါလို့ပေါင်းဖတ်ရတာမျိုးတွေရှိပါတယ်။ ဒါပေမဲ့တချို့ကတော့ဝေကျေးပါလို့ပေါင်းဖက်ရတာတွေလည်းရှိပါတယ်။အိမ်တအိမ်မှာအယတမားတယောက်ဒါမှမဟုတ်စိုးသွမ်းတဲ့သူတယောက်ရှိနေရဆိုရင်အဲ့ဒီမိသားစုကဘလောက်ထိစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ရမလဲဆိုတာခံစားပူးတဲ့သူတွေကမှကိုချင်းစာနိုင်ပါမယ်။သူကအယံမှုပြီးရန်ဖြစ်ကြရင် အိမ်ပေါ်ကနေနင်းချတာတွေရှိလို့ညာကြီးမင်းကြီးလမ်းမပေါ်မှာရောင်းလေလေနဲ့ရောင်းမရဲ့အိမ်ကိုသွားအိတ်ခဲရတာတွေလည်းရှိပါတယ်။ ကိုကျမ်းမာရေးမကောင်းတဲ့အချိန်တွေမှာဆိုရင်လည်းစိတ်မပူတတဲ့ပြင်ပျော်နေတတ်တဲ့ခင်ပွန်းမျိုးပါအဲ့ဒီလိုမျိုးနာနာကျင်ကျင်နဲ့ဖွင့်ဟပြောဆိုခဲ့ပူပါတယ်။နောက်ပိုင်းမှာတော့မင်းကြီးကသူမားပါတယ်ဆိုပြီးတော့မီဒီယာတွေရဲ့ရှေ့မှာအရှက်မရှိလူသိရှင်ကြားပြန်လဲတောင်းပန်ပြီးတော့စုလဲ့နန္ဒာကိုပြန်လဲပေါင်းသင်းဖို့အတွက်ကြိုးစားခဲ့ပါတယ်။မင်းကြီးလိုအိမ်တော်ရေးဖောက်ပြန်တတ်တဲ့သူမျိုးကိုပြန်ပြီးတော့လက်မခံခြင်းမင်းမင်းသားသမီးတွေရဲ့မျက်နှာကိုထောက်ထားငဲကွက်ပြီးတော့စုလဲ့နန္ဒာကတော့မင်းကြီးကိုပြန်လဲလက်ခံပေးခဲ့ပါတယ်။ ဒီလိုနဲ့သူတို့လင်မယားတွေဆက်လက်ပေါင်းသင်းနေထိုင်ခဲ့ကြပြီးတော့မင်းကြီးကတော့ထုံးစံတိုင်အရက်တွေတောင်မြဲတောက်ဆဲအင်္ဂါမိသားစုကိုလည်းပြဿနာတွေရှာမြဲရှာဆဲဖြစ်ပါတယ်။ဒီကနေ့နှစ်ကုန်ပိုင်းလောက်ကဆိုရင်ရက်ကွက်ထဲမှာပယံလှုပ်ချမ်းလှုပ်နေရတဲ့မင်းကြီးကိုမီဒီယာတွေကနေတစင်ပရိသတ်တွေကသိရှိသွားခဲ့ကြပြီးတော့ဝိုင်းပြီးတော့ဂယုဏတက်ပေးခဲ့ကြသေးရပါ။ဒါမှမဟုတ်လည်းအခုဆိုရင်တော့မင်းကြီးကချန်ကုန်ပြည့်ရဲ့လူတယောက်ဖြစ်တဲ့အတိုင်းနောက်ထပ်တစ်ကြိမ်အင်တော်ကြီးဖောက်ပြန်မှုတွေကိုထပ်မံပြုလုပ်လာခဲ့ပြန်ပြီလို့သိရပါတယ်။ လက်ရှိမှာတော့မင်းကြီးကကမာလေးတယောက်နဲ့ဖောက်ပြန်ပြီးတော့သူ့ရဲ့မိသားစုတွေရှာလို့မတွေ့အောင်ထွက်ပြေးတိမ်းရှောင်နေရလို့သိရပါဗျ။ မေလ9ရက်နေ့ရက်စွဲနဲ့စုလန်နန္ဒာကသတင်းစာရှင်းလင်းပွဲကနေမင်းကြီးဟာအိမ်တော်ကြီးဖောက်ပြန်မှုတွေပြုလုပ်ခဲ့ရာကြောင့်သူမနဲ့မသက်ဆိုင်တော့တဲ့အကြောင်းကြော်ညာထည့်ခဲ့ပါတယ်။ဒီတခါတော့မင်းကြီးဘက်ကဘလောက်ပဲတောင်းပန်ပါစေစုလန်နန္ဒာဘက်ကတော့ပြန်လည်ပေါင်းသင်းဖို့လက်ခံတော့မှာမဟုတ်ပါဘူး။ပြည်သူများအနေနဲ့ကရောအမြဲတမ်းခြံကုန်မှုစူးစမ်းနေတဲ့မင်းကြီးပုံမှာဘလို့မျိုးထင်ပါသလဲရှင်။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။